CNA သတင်းဌာနကိုအပရစနေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းစတာလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်ဧပြီလ16ရက်နေ့ CNA ရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျွန်တော်စပိုးကားကအစီအစဉ်မှုအဖြစ်တာဝန်ယူကာဆက်တင်ထုတ်လွှင့်နေပြီးဖြစ်ပါတယ်။ဒီနေ့ကြားမဲ့တရင်တွေကတော့ရေပိုင်နဲ့ကျူးကျော်ဝင်ရောက်တာကြောင့်ဖန်ဆီထိမ့်သိမ်းခံရရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား90ကျော်ကို အရခတ်ရောကပြန်လဲလွတ်ပေးခဲ့တယ်ဆိုတဲ့တဲ့ကြောက်ဖြူမှာစက်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်လို့နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့တဲ့တကြံကာလကြောက်တော်ဘုံကျဲတိုက်ခိုက်ခံရမှုနေအိမ်30ကျော်ပျက်စီးကပြည်သူ့နှုတ်ဦးတိုက်ခိုက်တန်းရခဲ့တယ်ဆိုတဲ့တဲ့အပြင်စက်ကောင်စီကနှစ်သက်အခါတမယာအနေနဲ့အကျဉ်းသား4800ကျော်ကို ပြန်လွတ်ပေးခဲ့တယ်ဆိုတဲ့တဲ့တွေကိုကြားမှလည်းဖြစ်ပါတယ်ဓမ္မဆုံးကြမှာကတော့ ရေပိုင်နဲ့ကျူးကျော်ဝင်ရောက်လာတာကြောင့်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား90ကျော်ကိုအာရဘခတော်တော်ကပြန်လွတ်ပေးခဲ့တဲ့ဆိုတဲ့သတင်းကိုကြားမှာပါရခိုင်ရေပိုင်နဲ့အတွင်းကိုကျူးကျော်ဝင်ရောက်ပြီးငါးဖမ်းတဲ့အတွက်အာရဘခတော်တော်ကဖမ်းဆီးထိန်းသိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား90ကျော်ကိုအပီလာ16ရက်နေ့မှာပြန်လွတ်ပေးခဲ့တယ်လို့အာရခတတော်နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။အဲဒီဖမ်းဆီးခံရသူတွေကိုနောက်တစ်ချိန်ထပ်မံဝင်ရောက်ပြီးတော့ရခိုင်ရေပိုင်နဲ့အတွင်းကိုကျူးကျော်ဝင်ရောက်တာမဟုတ်ဖို့သတိပေးခံဝင်ထိုးပြတဲ့နောက်မှာ အရခတော်ကဘင်္ဂလားဒေ့ရှ်နယ်ဂျားဆောက်တပ်ဖွဲ့စီကိုလွှဲပြောင်းပေးအပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ရခိုင်ရေပိုင်နယ်အတွင်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကရေလုံသားတွေဟာမကြာမကြာရေပိုင်နယ်ကျူးကျော်ဝင်ရောက်ပြီးတော့ငါးဖမ်းနာတွေကိုလုဆောင်နေတဲ့အတွက်အရခတော်ကလည်းအဲ့ဒီရေပိုင်နယ်ကျူးကျော်ဝင်ရောက်ပြီးတော့ငါးဖမ်းတဲ့သူတွေကိုဖမ်းဆီးကာတရိပ်ပေးတာခံဝင်ထိုးခိုင်းတာစရာတွေကိုလုဆောင်ပြီးတော့ပြန်လွှတ်ပေးတာတွေကိုလည်းစတိုက်လုဆောင်ပေးနေရလဲရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကြားမှာကတော့ကြောက်ဖြူမှာစက်ကောင်စီကထိုးစင်တိုက်ခိုက်လို့နှစ်ဖက်တိုက်ပွဲပြင်းထန်ရဲဆိုတဲ့သတင်းကိုကြားမှာပါကျောက်ဖြူမြို့နယ်အတွင်းမှာစက်ကောင်စီကထိုးစင်တိုက်ခိုက်တာတွေရှိနေတာကြောင့်နေ့စဉ်နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါရယ်လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာကတော့ပြည်ရှိကျေးရွာအနီးနဲ့အမှတ်30ရက်တက်ရင်အနီးဝင်းကျင်ကနေရာတွေမှာတိုက်ပွဲအပြင်းထန်ဖြစ်နေတာဖြစ်တယ်လို့ဆိုပါရယ် စကောင်စီတပ်တွေဟာပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ကပင်စတင်ပြီးတော့ကြောက်ဖြူမြို့နယ်အတွင်းကအရောခတော်ထိန်းချုပ်ရနေရာတွေကိုနေပြည်ကလက်နက်ကြီးနဲ့ပစ်တာ drone ဘုံးကျဲတာလေကြောင်းဘုံးကျဲတာတွေအပြင်စစ်တပ်လေထီးနဲ့ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုလှုံ့ဆော်နေတာဖြစ်တယ်လို့ကြောက်ဖြူမြို့ဒေသတင်းအရင်းမြစ်ကပြောပါတယ်။ဒါအပြင်စကောင်စီကအခုလိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်အဲ့ဒီတိုက်ပွဲဖြစ်နေတဲ့ကျေးရွာအနီးဝန်းကျင်ကပြည်သူ့နေအိမ်တွေဟာလက်နက်ကြီးဘုံးကျဲရောက်ပကွဲတာတွေကြောင့် ။နေအိမ်တွေလည်းမီးလောင်ပျက်စီးတာတွေလည်းရှိနေရတယ်လို့ပြောပါရယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့ဧပြီလ2ရက်နေ့ကပဲ22ရက်နေ့အထိရပ်ပေါင်း20ကြာတစ်ဖက်သက်အပြစ်ရတယ်လို့ကြေညာထုတ်ပြန်ပြောဆိုခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီဟာရခိုင်ကအာရခတော်ထိန်ချုပ်နေမျိုးတွေကိုစစ်တိုက်ဆိုသလိုလေကြောင်းပိုးချက်တခိုက်တာတွေကိုလှုပ်ဆောင်ခဲ့တာရှိခဲ့ပါရယ်။ပြီးခဲ့တဲ့ဧပြီလ23ရက်တကြံအကြိုနေ့မှာစက်ကောင်စီဟာတိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိတဲ့ကြောက်တော်မျိုးနဲ့အတွင်ကရက်ွက်နှစ်ခုကိုလေကြောင်းကနေတဆင့်ပုံ900ပုံနဲ့ကြေချတိုက်ခဲ့တာကြောင့် ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရှိခဲ့ရသလိုနေအိမ်၁၀ကျော်ထပ်မနေဟာလည်းထိခိုက်ပျက်စီးခဲ့ရတာရှိခဲ့ပါတယ်။တဆက်ထဲကြမှာကတော့တကြံကာလကြောက်တော့ဘုံကျဲတခိုက်ခံရမှုနေအိမ်၁၀ကျော်ပြက်စီးကပြည်သူ့အုပ်ထိခိုက်ဒဏ်ရာရခဲ့တဲ့ဆိုတဲ့တဲ့ရင်ကိုကြားမှာပါ ပြီးခဲ့တဲ့အေဘီလ13ရက်နေ့မနက်9:30မိနစ်လောက်မှာကြောက်တော်မျိုးကရွာမရက်ွက်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာလှုပ်ဆောင်ခဲ့တဲ့အတွက်ရက်ွက်အတွင်းမှာရှိနေတဲ့နေအိမ်30ကျော်ထပ်မင်းပြစ်စီသွားခဲ့ရပြီးအရသားနှုတ်ဟာလည်းထိခိုက်ဒဏ်ရာရှိခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီဟာအေဘီလ13ရက်နေ့မဟာတကြံအကြိုနေ့မှာအရသားပြည်သူတွေနေထိုင်နေတဲ့ရက်ွက်အတွင်းကိုလေကြောင်းကနေတဆင့်ဘုံ900ဘုံနှလုံးနဲ့ကြေချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်ထိခိုက်ဒဏ်ရာရှိသွားတဲ့သူတွေကတော့အသက်ဆယ်နှစ်အရွယ်မတ်ချစ်နင်းဝင်နဲ့ အသက်22နှစ်အရွယ်ဦးတန်းနွေတို့ဖြစ်ကြတယ်လို့ဆိုပါတယ်ဒီလိုအခါကြီးနေရတွေမှာတော့စစ်ကောင်စီကလေကြောင်းဝတ်တိုက်တာကိုလှုံ့ဆော်ခဲ့တာကြောင့်ဒေသခံတွေအနေနဲ့အလွန်တရာကြောက်လန့်စိတ်တွေကိုခံစားနေရတယ်လို့လည်းဆိုပါရယ်။နေအိမ်တွေပျက်စီးသွားတဲ့သူတွေကတော့ကြောက်တော်မျိုးရွာမရက်ကွက်ကဥကြုံဝင်းနေအပါအဝင် နေအိမ်၁၀ကျော်ပြည့်စည်သွားခဲ့ရတာဖြစ်တယ်လို့လည်းသူကပြောပါရယ်စကောင်စီဟာငလျင်တန်းတင့်ပြည်သူတွေကိုစာနာထောက်ထားတဲ့အနေနဲ့ယာယီတစ်ဖက်သက်အပြစ်ရတယ်လို့အေဘီလာနေရနေမှာထုတ်ပြန်ပြောဆိုခဲ့တာရှိခဲ့ပေမဲ့မြန်မာနိုင်ငံတဝမ်းလုံးကငလျင်တန်းတဲ့နေရာတွေပါမချမ်းလေကြောင်းတိုက်ခိုက်တာကိုစတိုက်လုံဆောင်နေရလဲဖြစ်ပါရယ်အန်ယူဂျီရဲ့ထုတ်ပြန်ချက်တွေအရစကောင်စီဟာငလျင်လုတ်ခတ်ခဲ့ပြီးနောက်တပတ်အတွင်းမှာရခိုင်ကိုလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာကိုရှစ်ကြိမ်အထိလုံဆောင်ခဲ့တယ်လို့ဆိုထားပါရယ် အဲ့လိုလုံဆောင်ခဲ့တာကြောင့်လဲရခိုင်ကကြောက်ဖြူမြောက်ဦးတောင်ကုန်းစစ်တွေမြို့နယ်၄ခုအတွင်းကအရက်သားတဦးတည်ဆုံခဲ့ရပြီးဒဏ်ရာရရှိသူ၃ဦးလည်းရှိခဲ့ရတယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါဗျ။နိုင်ငံတဝန်းလုံးအနေနဲ့တော့ငလျင်လုခတ်မှုဖြစ်ပွားပြီးတပတ်အတွင်းမှာတော့ငလျင်တံကိုအပြင်းထန်ခံခဲ့ရတဲ့အခိုင်းနဲ့မန္တလေးအပါအဝင်နေရာတော်တော်များများကိုစစ်ကောင်စီဟာလေကြောင်းပုံးရိပ်တိုက်ခိုက်တာနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကို62ချိန်အထိလုံဆောင်ခဲ့တာရှိခဲ့ပြီးတော့ ဒီတက်ခိုက်မှုတွေကြောင်းအရသာပြည်သူ80ကျော်တိတ်ဆုံးခဲ့ရတယ်လို့လည်းအပီလာ9ရက်နေ့မှာအန်ယူဂျီကသတင်းထုတ်ပြန်ပြဆိုထားပါတယ်ခင်ဗျာအခုနောက်ဆုံးကြားမှာကတော့စက်ကောင်စီကနှစ်သက်အခါတမရအနေနဲ့ကျင်းသား4800ကျော်ကိုပြန်လွတ်ပေးခဲ့တဲ့ဆိုတဲ့သတင်းကိုကြားမှာပါစက်ကောင်စီကနှစ်သက်အခါတမရအထိမ့်မှန်အနေနဲ့ မြန်မာနိုင်ငံအတွင်းကအကျဉ်းထောင်အသီးသီးကအကျဉ်းသားအကျဉ်းသူဦးရေစုပေါင်း၄864ဦးကိုလူငယ်ချမ်းသာအနေနဲ့လှုပ်ပေးခဲ့တယ်လို့စက်ကောင်စီကဧပြီလ18ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။စက်ကောင်စီအနေနဲ့ဒီအကျဉ်းထောင်အသီးသီးကအကျဉ်းသား864ဦးကိုနိုင်ငံတော်တိဆောက်ရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ဖို့နဲ့ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့လူမှုရေးအရာငှက်ညာတဲ့အနေနဲ့လှုပ်ပေးခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။လှုပ်ပေးလိုက်တဲ့နိုင်ငံရေးအကျဉ်းသား4800ကျော်ထဲမှာလည်း နိုင်ငံသားအကျဉ်းသားအချင်းသူ၃၃ကိုလည်းစက်ကောင်စီအနေနဲ့နိုင်ငံအချင်းချင်းမဲဝဲမပြတ်စေရဲ့အတွက်ပြန်လည်လွတ်ပေးခဲ့တယ်လို့ဆိုထားပါဗျ။ဒါအပြင်လူတက်မှုမရိမှုပောက်ကွဲစတဲ့ဝိထုပစ္စည်းအဥပဒေအမှုမတရားအသိမ်းများဆက်ဥပဒေအရာပြစ်မှု1828ခုနှစ်လက်နက်များအဥပဒေပုံမှန်19စာလုံးအရာပြစ်မှု1949ခုနှစ်လက်နက်အရေးပေါ်ပြစ်ဒဏ်စီရင်မှုယာယီအဥပဒေအရာပြစ်မှု1952ခုနှစ် လက်နက်ယာယီပြင်ဆင်ချက်အအိုးပရေအရာပြစ်မှု1924ခုနှစ်ရှမ်းပြည်နယ်လက်နက်အမိတ်အရာပြစ်မှုမူရဲစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေပြစ်မှုတဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရာပြစ်မှု အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရာပြစ်မှုအာခရိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြစ်မှုမှအပကျန်တဲ့တိစဲဥပဒေတစ်ခုခုကြောင့်ပြည်ထောင်ကြားခံနေရသူတွေကိုလည်းရာဇဝဲကျင့်ထုံးဥပဒေပုံမှ၄၁ပုံမှခွဲတဲ့အရာ ပြစ်ဒဏ်ရဲ့၆ပုံတစ်ပုံကိုလုံငိမ့်တတာခွင့်ပြုပေးထားတယ်လို့လဲဆိုထားပါဗျ။လက်ရှိစစ်ကောင်စီကပြင်လွတ်ပေးတဲ့သူတွေဟာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ခဲ့ရင်လက်ရှိပြစ်ဒဏ်အပါအဝင်လက်ရှိဆက်လက်ကြခံရမယ့်ပြစ်ဒဏ်တွေကိုပါပေါင်းကာဆက်လက်ကြခံရမှာဖြစ်တယ်လို့လဲဆိုထားပါဗျ။ ကျွန်တော်တို့ CNA သတင်းဌာနရဲ့တနေ့တာရေဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပြီးကြားရတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရာပြုရပါတယ်။နောက်နေ့ဒီမှာလည်း CNA ကတင်ဆက်ပေးတဲ့တနေ့သတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာရှိနိုင်တယ်လို့ YouTube Telegram H နဲ့ TikTok တွေမှာလည်းနေ့စာမျက်နှာရှိနိုင်မှာကြောင်းပြောပြပါပါတယ်ခင်ဗျာ။